โอเคမြန်မာနိုင်ငံမှာစကားထုံးမရဲ့ဆဲခံရမယ့်ဆိုင်ကယ်စီးအကြောင်းမြင်တဲ့အတိုင်းရမဟာ YZF R6 2000တွဲဘယ်နှခုနှစ်ကထုတ်တယ်ပြီထွက်ထားရတယ်ပြီးတော့ဘာကြောင့်ချက်သွားတယ်တခုမှမပြောဘူးသူ့ရဲ့ generation တခုမှမပြောဘူးလက်ရှိဒီရှိမှရှိနေတဲ့နှောင်းဆက်နှစ်အဲ့ကောင်အကြောင်းမပြောဘူး let's go Okay, what's poppin'? What's poppin'? Way too many, way too many people trying to stop em. ကဘာပြောကြဒီဆိုင်ကလေးရောင်းမှာဖြစ်ပါတယ်စကိုင်းလိုက်စင်ပါပါတယ်ဘိန်းလေးတော်တော်ကောင်းပါတယ်တိနေရပေါ်ပေါ်လေးပဲခေါ်ရပါတယ်ဒီကျွန်တော်ပြထားတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့မှသိချင်တာကိုမေးလို့ရပါတယ် Do my dance with the increase Welcome to ဟိုဆောင်ထဲမှာ R6 ရဲ့ထုတ်လုပ်ပုံမှာပါလိုက် specification အကုန်ထည့်ထားတယ်ဝဲလိုက်တော့ဘာပြောမလဲဆိုတော့ ဒီဆိုင်ကိုလက်တွေ့ဘဝမှာစီးရတဲ့အခါရတဲ့ feeling ပဲပြောပြမယ်။အာစစ်ကဘလို့လူတွေအတွက်လဲ။အခုပဲပြောလိုက်မယ်။အခုမှ club main စစီးမဲ့သူတွေမစင်းကိုမစင်းစားနဲ့။စီးရင်သိမယ်။ဒါပဲ။အာစစ်ကို तू ကလုံးဝ truck only အတွက် racing purpose ရဲ့ဒီ street ပေါ်မှာ aggressive ဆန်ဆန်ကြမ်းကြမ်းရမ်းဖြုတ်ဖို့အတွက်ထုတ်ထားတဲ့အာစစ်ဒီကောင်ကမြို့ထဲမှာစီးရင်ဆောင်းရဖီးကျဲမယ်။လုံးဝ line cycle ရှုပ်တာပါညာဆောင်းရဖီးကျဲမယ်။မြို့ပြင်မှာစီးရင်တော့ high speed တို့လည်းမိုက်တယ် low speed တို့လည်းမိုက်တယ်ဘာကြောင့်မိုက်လဲဆိုတာနောက်မှရှင်းပြမယ်ကဲ YZF R6 ရှမဟာထုတ်တယ်သူ့ရဲ့ပြန်ပြပါလိမ့်ရှိမလဲ Suzuki မှာဆိုရင် JZ 600တကယ်မိုက်တယ်ပဲရှိမဲ Kawasaki မှာဆိုရင် ZX ကရှိမဲ Honda မှာဆိုရင် CBR 600 R ရှိမဲဟုတ်ပြီအဲ့ဒီ၄စီးလုံးမှာတကဘာလုံးမှာလည်းလူကြိုက်အများဆုံးပြည်တော်စုတံတမန်မြန်မာနိုင်ငံတော်ရဲ့အကြိုက်ဆုံးမင်းရတယ် R6 ပဲပြောင်းတော့မှာ access နိုင်ငံတော်ပေါ့ကွာ အာဆီယံအကြောင်းကိုစပြောမယ်ဆိုရင်ကျန်တဲ့ဟာတွေဘာတစ်ခုမှမကြည့်နဲ့ကျန်တဲ့ performance ဘိုင်းတွေ engine ဘိုင်းတွေတစ်ခုမှမကြည့်နဲ့ဘာကြောင့်လူကြိုက်များလဲဆိုတော့ဒီကောင်ရဲ့ fairing အချိုးကွေ့ရုပ်ထွက်ဘိုင်း aerodynamic ဘိုင်းအဲ့ဒါတွေပဲအရင်ကြည့်လိုက်အခုမေးဆိုမျက်ရှိမြင်နေရတဲ့အတိုင်းပဲဒီမှာကြည့်လိုက် fairing ချိုးလာတာကြီးသူ့ရဲ့ဒီရှိမှပါတယ်အဲ့ဒီတဲ့ပုံစံကြီးဒီနှာခေါင်းပုံစံကြီးဒီမှာကြီးမီဒီယမ်လောက်ခွဲထားတာပြီးတော့ရဲ့သူ့ရဲ့ဒီဇီးလုံးဒီမှာနောက်ကနေချင်းလုံးဝကိုချင်းချင်းရဲ racing sport bike ဒီဇီးကို တကယ်လို့တလားပေါ်မှာထုတ်ပေးတာကအဲ့ကြောင့်တနိုင်ငံလုံးကသာမကတကဘာလုံးကလူတွေကအာစစ်ကို6အစီးရတယ်မှာတော်တော်ကြိုက်တယ် Ferrin Show ကလည်းလှတယ်ဒီဇိုင်းမှန်လည်းလှတယ် C high ဘာလို့လဲမပြောတော့ကျွန်တော်ရဲ့၅ပြီ၅လက်မှာအာစစ်အေးစီးလို့ရတယ်တကယ်လို့မိတ်ဆွေရဲ့က၅ပြီ၄၅ပြီ၅အနေဆုံးရှိရတယ်အာစစ်စီးလို့ရတယ် 9ဘီ3 9ဘီနဲ့ access scene တွေလို့ရှိတယ်အဲ့တော့တစ်ချက်ကရင်ကြည့်စီးလို့ရတယ် right in position ဘာအောင်ပြောပြမယ် spot byte တွေရဲ့မှာ6 cc တန်း spot byte တွေရဲ့မှာအကုန်းဝါကိုစိုက်တယ် access ပဲရန်ကုန်ဝါတယ်ဘလို့စီမြင်မလဲဆိုရင်တော့ highway ဖြုတ်မယ်ဆိုရင်လောကစင်ပြီ highway မှာခဏတစ်ဖြုတ် speed ဖြုတ်မယ်ဆိုတော့အဆင်ပြေမယ်ခရီးရှည်ကြာပြီးထွက်မယ်ဆိုတော့ကုန်းနေရာနဲ့တကယ်အဆင်မပြေတော်တော်ကုန်းဝါ racing နေရာမှာ တော်တော်ကုန်းအောင်ဆုံးမင်းတို့ပြောလို့ရတယ်တော်တော်ကုန်းပါတယ်တခြားချောရစီစီနဲ့လုံးဝမတူဘူး riding position ကတတော်တော်လုံးဝမရှိဘူးဒါပေမဲ့သူတတော်တော်ရှိရတဲ့နေရာဘယ်နေရာရှိလဲဆိုရင် cornering mine ကိုယ့်ရဲ့ဘိုင်းကြီး speed show တဲ့ဘိုင်းမှာလာလို့တတော်တော်လုံးဝရှိတယ်တကယ်ဆိုင်ငယ်ဆက်ဆရာကြီးကိုယ့်နေရာမှာမောင်းမဲ့သူကြီးချောရစီစီတန်းမှာဘာကြောင့် acid ကိုရွေးလဲများလာမယ့် acid ကိုရွေးကြဘာကြောင့်ရွေးလဲကျွန်တော်ပြောပြသူ့ရဲ့ liquid cooling လုပ်ထားတယ်999 inline 4cc မှာ horse power ဘယ်လောက်ထွက်လဲဆိုရင်120နှစ်တိထွက်တယ်ဒါကခြေနဲ့ခြေကောင်မူတည်ပြောင်းလဲနိုင်တာပေါ့လမ်းကျမ်းမှာပဲဖြစ်ဖြစ်လမ်းကျုံမှာပဲဖြစ်အဲ့လိုပြောင်းလဲနိုင်တယ်ဒါမှမဟုတ်သူ့ရဲ့ ANA season နဲ့လည်းဆိုင်မယ်တကယ်လို့မိတ်ဆွေက racing AC ကိုချိန်ရမယ်ဆိုရင်အထက်ပို့ပြီး horse power လည်းပို့ထွက်နိုင်တယ် dyno ကျိုးနေလို့တာတော့ဘာလို့ပြောတာပေါ့ဒါပေမဲ့သူ့ရဲ့ basic ခြေကံကတော့122កောင်းមកធំ RPM 14500មកធំមក6ជាតော့អាចជើង RPM 1000វិញជាបង100 RPM មក65.8 Newton meter ធំတယ် ဒါပေမဲ့ low RPM မှာလည်းတော့ကောင်းအောင်မြင့်ပြီးတဲ့ system တစ်ခုပါတယ်။ဘာလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ပြောပြသွားမယ်။အဲ့တော့လက်ရှိကျွန်တော်ရှိမှာရှိနေတဲ့ဆိုင်ကရ RX 2012ဥမာဂျပန်ဗာရှင်းဂျပန်ဗာရှင်းနဲ့ Euro ဗာရှင်းနှစ်မျိုးထွက်တယ်။ဘာကွာသွားလဲဆိုတော့ဂျပန်ဗာရှင်းမှာကျွန်တော်ရေတိုင်းကြီးမှာ cooling system နဲ့ fan နှလုံးထည့်ပေးတာပဲ။ပြီးွားရင်စုံပြီးပါသွားမယ်။ hiss key ဖြစ်သွားမယ်။ parking ပြီးပါသွားမယ်။ဒါပေမဲ့ဘယ်ကောင်ပို့ပြီးတော့မှလိုးလိုးလက်လက်ရှိပြီးပို့ပြီးတော့ဖြုတ်လို့ကောင်းလဲဆိုရင် Euro ဗာရှင်းဘေးကြီးကပို့ပြီးတော့မှ performance ပို့ထွက်တယ်။ လို့ခံစားရတယ်ပေါ့ဒီကောင်ကနည်းနည်းလေးအစ်နေတယ်လို့ခံစားမိရဲ့လက်ထဲမှာယူဘင်းနေရာပုံလိုက်တယ်လို့ကျွန်တော်ခံစားမိရဲ့ဟုတ်ပြီဒါပေမဲ့တချို့ဂျပန် version ဘိန်းနေမှာလေ hiski တော့ပါမယ်ဒါပေမဲ့အဲ့လိုစုံမီရောလို့ parking မီရောမပါတဲ့ဘိန်းတွေရှိရတွေ့ဘူးတဲ့ပြောရရင်တော့ဗျာ great မြင်တာနဲ့ great မစုံတာနဲ့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးဘိန်းတွေလည်းရှိရ Arsenal မှာသူများနဲ့မတူပဲထူးခြားတဲ့အရာတစ်ခုရှိရပါလဲဆိုတော့သူမှာ YCCT လို့ခေါ်တဲ့ Yamaha chip control တော့တယ်ပါမယ်ပြီးရရင် YCCI လို့ခေါ်တဲ့ Yamaha chip control intake ပါတယ်အဲ့နှစ်ခုဘယ်လိုလုပ်လဲပြောရမယ်တော့ YCCT chip နဲ့ controller တော့တယ်ဒီတော့တဲ့ response ကိုပို့ပြီးတော့ကောင်းတယ်တခြားဘေးနေတဲ့ liver ဆွလိုက်တဲ့ response တိုင်းကပို့ပြီးတော့မှမိုက်တယ်ခံစားရတာတော်တော်မိုက်တယ်ပြီးတော့ YCCI လို့ခေါ်တဲ့ intake ကို performance ထည့်ပေးရပါတော့ YCCI ကဘယ်မှာလုပ်လို့လဲဆိုတော့ကျွန်တော်တို့ API နေနေမှာဆိုရင် long intake track နဲ့တော့ဒီ intake ကိုပို့ရှင်းအောင်လုပ်ပြီးတော့မှသူက ဒီ RBN နေ့ဒီမှာတော့ပုံမြင်ပေးရယ်ဒါပေမဲ့ဟိုက်ယာ BN ရောက်ပြီဆိုရင်သူက intake ကို short ပြအောင်လုပ်လိုက်တယ်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့သူ့ရဲ့ performance power လုံးဝကိုအမြင်ကြီးကိုထွက်ပြီးတော့မှတအားကျန်းထွက်သွားတယ် Asus မှာ AI data ကနှစ်ခုပါတယ်တစ်ခုက RAM AI data system နောက်တစ်ခုက YCC I လို့ခေါ်တယ် Yamaha chip control intake system ပါတယ်အဲ့တော့ Asus ရဲ့ fairing ship ဘက်မှာ intake က၃နေရာရှိတယ်ဟုတ်ရင်နားလေးမှာ intake တစ်ခုပါမယ်ဒီနားလေးမှာ intake တစ်ခုပါမယ်ဒီလိုဗေးနားလေးဒီနားလေးဒီလိုနေရာလေးမှာလည်း intake တစ်ခုပါမယ် အဲ့ run app ကဘလို့လုံးလို့ဆိုလဲဆိုပြောပြမယ်เนาะ run app ကအရင်ဆုံးသူက low ပြန် low speed ပေါ့ကွာ low speed မှာဆိုတော့တာမန်မဲ့လေကိုဒီ total body ကိုတာမန်မဲ့ဝင်ရောက်သွားမယ်ဒါပေမဲ့ high ပြန်ရောက်တဲ့ခါမှာအဲ့ run app ဘလို့လို့ဆိုတော့ဒီ total body မှာနောက်ထပ် ejector တွေက c နဲ့ g နဲ့ဖြားပြီးတော့မှပို့ပြီးတော့မှကောင်းတဲ့ mixer တစ်ခုကို engine နဲ့ပို့ပြီးတော့မှ performance ကိုပို့ပြီးတော့ကောင်းအောင်ရတယ် total response တွေဒီပါဆွဲနေရတဲ့ response တွေကပို့ပြီးတော့မှကောင်းတယ်တခြားဘေးနဲ့ရှင်ရင်လုံးဝအတားကြီးအဲ့တစ်ခုတော့တော်တော်မိုက်တယ်ကျွန်တော် ကျွန်တော်အမြင်ကတော့ဒီကောင်းရဲ့အဲ့ဒီဒီ run assistant တချောင်းဆိုတာ YCCI ရဲ့တချောင်းအဲ့နှစ်ခုကြောင့်မလို့ဒီကောင်းရဲ့ performance ချပိနေတဲ့တာတယ်လို့ကျွန်တော်ထင်တယ်ဒါကျွန်တော်ရဲ့အထင်မြင်တစ်ခုလေးပဲเนาะတကယ်ဟုတ်ချင်မှလည်းဟုတ်မယ်ပေါ့ကျွန်တော်ထင်တဲ့အရာတစ်ခုပေါ့เนาะသူ့ရဲ့ frame မှာဆိုရင်လည်း aluminum data box frame ကိုသုံးပြီးရတယ်အဲ့တော့ဒါကြီးကတော့ trade ရှင်းပြနေတာမလို့တဲ့အကြောင်းနေအဲ့တော့ဒီကောင်းရဲ့ riding experience ကိုကျွန်တော်ပြောပြမယ် assist ကလုံးဝ racing dna အပြည့်ပါတဲ့ cycle သူကကုမ္ပဏီကထုတ်ကြတယ်ပြောပြီးသား racing aggressive riding sport အဲ့အတွက်ကိုလုံးဝတည်တဲ့ truck မှာတုံးကိုထုတ်ထားတဲ့ဘေးအော်လမ်းပေါ်မှာလည်းစီးလို့ရမှာထွက်ထဲမှာလည်းဖြုတ်လို့ရမှာပေါ့ဟုတ်ပြီအဲ့တော့ဒီကောင်းရဲ့ CRF ကိုကျွန်တော်ပြောပြရမယ်ဆိုရင်ဒီကောင်ကလိုအပ်ပြီးရန်ပေါ့ဒီမျိုးလေလိုအပ်ပြီးရန်မှာတိတ်ပြီးစီးလို့မကောင်းမပွင့်ဘူးလို့ဘယ်ရခံစားရတယ်ဒါပေမဲ့ high အပ်ပြီးရန် RPM 6နဲ့ထက် RPM 6.8 9 10 6နဲ့30ကြတော့တိတ်ပြီးတော့မသိတိုင်းပဲ30ကျော်သွားပြီဆိုရင်လက်ထက်မှာတိတူတာကြီးကိုဒီအာဆစ်ရဲ့ရုံးတဲ့တန်ကျမ်းတဲ့တန်ကိုခန်းစားမိလိမ့်မယ် အကြောင်အာစစ်ကိုစီးရတဲ့လိုင်းကြိုက်တယ်6အစီတိုင်းထဲမှာတထောင်စီးနေနေလားငါလားရှင်ဖုတ်လို့ရတယ်ဒါပေမဲ့ top speed ဘိုင်းဆိုတော့ပြောလို့ပေါ့တိုင်းဘုံနိုင်ဘုံနိုင်သူကြောင်းကိုကြုံရတော့ရှင်ဖုတ်လို့ကောင်းတယ်ပဲအာစစ်ကတကယ်ပြောတာအာစစ်ကမြန်မာနိုင်ငံမှာဘာလို့စီးများလဲလူကြိုက်များလဲဆိုရင်တခုခုဖြစ်ခဲ့ပြက်ခဲ့ဆိုရင်ပစ္စည်းပေါ်တယ်တကယ်တော့ base ဆိုတော့စီးနေတဲ့အင်ဂျင်လုံးလိုက်ဖောက်သွားလို့အင်ဂျင်တစ်လုံးလုံးပြန်ပြင်ပြီးပြန်စီးရမယ်ဆိုတော့မှ original နဲ့ပြန်စီးလို့ရမယ်အပေါ်ပစ္စည်းပေါ်ရတဲ့အတွက်ပြန်ဆင်ရတာလဲတတ်တာမယ်လွှဲမယ် အခြားမိန်းကြီးလိုမျိုးစောင့်ရတာမလို့အဲ့တခုတော့ကောင်းတယ်ပြီးရင်ဒီကောင်ကပြတ်ဖို့မလွယ်ဘူးတင်မှာတာမန်တိုင်းစီးနေမှာပါညာဆိုတော့ပြတ်ဖို့မလွယ်ဒါပေမဲ့သူ့တိုင်းမစီးဘဲနဲ့တန်တန်အောင်စီးဘဲနဲ့အဆင်မပြေဘူးပေါ့ဒီတင်မလားတိတ်မစီးတတ်ဘဲနဲ့၆စီးနေမယ်ဆိုရင်တော့ကျွန်တော်ဘယ်လိုလဲဆိုတော့မပြောတော့ပါဘူးအဲ့လို၆စီးနေမယ်ဆိုရင်တော့ပြတ်မယ်မမလို့ပဲ RPN တွေကိုလီပါတွေဝူးဒူးဒူးလောက်တာတော့ပါဆိုရင်တော့ကလေးကလောက်နေနာမယ်အီဂျတာရေနာမယ်ရင်းနေနာမယ်ဒါရတော့ဖြစ်နေမှာပဲကျွန်တော်တွေ့ဦးများအစ်တီရေမှာတော့အများဆုံးကတော့ တိုင်အောင်ဖောက်တာများတယ်ဘယ်ဒီဘန်းဆိုင်ရာများကျန်တဲ့ error ဘန်းဆိုင်ရာဆိုင်ရာဘာများတော့တိတ်ပြီးတော့မှမရှိဘူးကျွန်တော်ဒီကောက်ကိုအာလမ်းပေါ်မှာဖြုတ်ရတယ်ကြိုက်တယ်ကျန်ကျန်ရန်လည်းကြိုက်တယ်ကျွန်တော်မကြိုက်တဲ့အရာတွေလည်းရှိတယ်ဘာလဲဆိုတော့ကျွန်တော်ဒီလမ်းပေါ်မှာမောင်းရတဲ့ခါမှာ break ဘန်းဆိုင်ရာကျွန်တော်တိတ်အားမရဘူးအထူးသဖြင့် now break ဘန်းဆိုင်ရာကျွန်တော်အားမရဘူး shift break ကတူအောင်သူအဆင်ပြေဒီကောက်ကမော်ဒယ်နေဖြစ်တော့ ABS လည်းမပါဘူးဘာတစ်ခုမှမပါဘူးဘာလို့ထွက်နေမှမပါဘူးအဲ့တော့ဒီ break ဘန်းဆိုင်ရာကျွန်တော်တိတ်အားမရဘူးတခြား ABS မှာပါတဲ့ဘိန်းနေရှင်ဒီကောင်း brake ကအားနဲ့လို့ကျွန်တော်ကမြင်မိရယ်ကျွန်တော်စီးရဲ့ဘိန်းကြောင့်မလားတော့ကျွန်တော်မပြောတော့ဒါပေမဲ့ကျွန်တော်တိတ်တော့အားမရဘူးအဲ့တော့ RCC ရဲ့ကောင်းကောင်းကဘာရှိမလဲဆိုရင်ကျွန်တော်လိုအပ်ပြရမှာလဲစီးလို့ကောင်းမယ်ဒါပေမဲ့အရင်ရောမခံစားမိဘူးပေါ့နော်ဟိုက်ရပြရမှာဆိုရင်လည်း aggressive sensor ဆောင်ရမ်းကိုဖြုတ်လို့ကောင်းမယ်ပြီးတော့ကျွန်တော်တို့ကိုရတဲ့နေရာလေး cornering mine နေမှာဆိုရင်ပေါ့ပေါ့တော်တော်လက်လက်နဲ့တကယ်ကိုမှရသူ့ရဲ့ဒီအကွေ့ကပြန်ထွက်တဲ့ throttle response တွေပါလေပြန်ထကြွရပါ냐ဆိုရင်လေအခြားဘက်နေမတူတော့ဘူးမိုက်တယ်ဒါပေမဲ့ ဒီကောင်ရဲ့အားတရတကူကတခြားဘိတ်နေလိုမျိုးကျွန်တော်တို့ GS 600ကိုဘာလို့မှလိုမျိုးလိုမျိုး CRI တမမပါဘူးဒီအပြင်ကတပ်ပါတီ CRI တမဝယ်တန်တော့အစင်ပြေလောက်မယ်လို့ကျွန်တော်ကထင်တယ်အဲ့ဒါကူတော့မပါဘူးကျွန်တော်အဲ့ဒါကူတော့တိတ်တော့သဘောမကျဘူးတကယ်လို့လမ်းအောင်မှာမတော်ဆမှဂိမ်းနေမိတာပါ냐ဆိုရင်တော့စတီယိုရင်တံမှာလည်းမပါတော့အစင်တော့မပြေဘူးအဲ့တော့ကျွန်တော် test ride ကိုမျိုးပြင်ထွက်မရလို့မျိုးတွေပဲလုလိုက်တယ်လုလိုက်တဲ့အခါမှာကျွန်တော်ဒီ APN 6နဲ့30ကြားမှာတော့အစင်ပြေမောင်းလို့ဒီ feeling လေးခံစားရတယ်ဒါပေမဲ့ဟို APN မြင့်မဆွဲရဘူးဆိုတော့တိတ်တော့မမှားဘူးပေါ့မျိုးထဲမှာ ဒါပေမဲ့ကျွန်တော်တတိထားမိရတကူရတယ်မဲ့ဒီကောင်းရဲ့ဒီ engine braking system gear တောင်းရတာနဲ့တခါတည်းဆက်ကအရှိန်ယော်ဝိုင်း system တော်တော်ကိုအဆင်ပြေတော်တော်ကိုမိုက်တယ်ဗျကျွန်တော်ထင်တော့ဒီကောင်းကို quick shift down လေးနဲ့ဒီ quick shift ကိုတပ်ပါတီကိုတက်ပြီး quick shift down လေးနဲ့တွဲသွင်းပုံမိုက်မယ်လို့ကျွန်တော်မြင်မိရယ်ဒီတိုင်း engine gear down ပြီးတော့မှ engine braking ကိုတော်တော်မိုက်တယ်ကျွန်တော်အားတစ်ခုကိုတတိထားမိရယ်ဒီတစ်ခုကို sharp နေနေရှင်ဆိုတော့တော်တော်ကြိုက်တယ်တကယ်မိုက်တယ်ကျွန်တော်ရှေ့မှာပြောခဲ့သလိုမျိုးရဲမှာမောင်းကတော်တော်ကို feel ကျတာဘလို့မှ feel မလာဘူးနောက်တော့ကျွန်တော်ကြိုက်တဲ့တစ်ချက်လည်းရှိသေးတယ် ဒီကောင်အိဇောဒီကောင်အိဇောပါဝါအိဇောတော့မလို့ဒီတိုင်းသူ original အိဇောနဲ့ကိုတော်တော်ကျယ်တော်တော်မိုက်ရအောင်တော်တော်ကောင်းနေသေးတာပါဝါအိဇောတော့မတက်ရှင်နဲ့မတက်လို့ရတယ် ျွန်တော်တခြား600 cc တန်းတွေဒီ2012 model မှာရှိရတခြား600 cc တန်းတွေအားလုံးရှင်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ခြိုက်ဆုံးက Asus ပဲ design မိုင်းဆိုင်ရအောင် performance မိုင်းဆိုင်ရအောင်ပြီးတော့ဘလို့ပဲနေနေကျွန်တော်တို့ကတော့ Asus ကတခြားဘိတ်တွေအားလုံးပိုချမ်းတယ်လို့ကျွန်တော်ခံစားမိရယ် Six ကလည်းသူ့အနေနဲ့သူကတော့မိုက်တယ် CBR 600 2012ဆိုလဲတော်တော်ကိုမိုက်တယ် Jesse 600 L2 ဆိုလဲတော်တော်ကိုမိုက်တယ်ဒါပေမဲ့လည်း Asus က Asus ပါပဲဘလို့ပဲပြောပြောဘလို့ပဲဆိုဆို တခြားဘေးနေဘလို့ပဲကျမ်းမာပြောပြောအာဆစ်ဘလောက်ပဲကျမ်းမာပြောပြောအားလုံးကကိုကြိုက်တဲ့ကိုပဲကျွန်တော်အာဆစ်ကြိုက်ရင်ကျွန်တော်အာဆစ်စီးမယ်မိတ်ဆွေတို့ကဂျက်စစ်6အောင်ကြိုက်ဂျက်စစ်6အောင်စီး CBR 6အောင်အောင်ကြိုက် CBR 6အောင်အောင်စီးဇက်စစ်အောင်ကြိုက်ဇက်စစ်အောင်စီးဒါကကျွန်တော်အမြင်တကူနဲ့ဒီအာဆစ်အကြောင်းကျွန်တော်ပြောတာဖြစ်တယ်အဲ့တော့ကျွန်တော်ပြောရတဲ့မှာအမားလည်းပါရင်ပါမယ်လိုချက်တွေပါရင်လည်းပါမယ်ဒါကတော့တိကျနားလည်းခွင့်လို့ပေးနောက်ဆုံးပြောရမယ်ဆိုရင်ဒါကတော့ကျွန်တော်ရဲ့ခံစားမိသလောက် feeling လေးကိုကျွန်တော်ပြန် share လုပ်ပေးတာကျွန်တော်ဆရာကြီးလည်းမဟုတ်သလို ဒီຢာရောကျွန်တော်ဝါသနာပါလို့လုပ်ငယ်လူငယ်တယောက်ပဲဖြစ်တယ်အဲ့တော့ကျွန်တော်ပြောရတဲ့မှာအဲလိုအပ်တာလည်းပါမယ်ကျွန်တော်မားတာလည်းရှိမယ်အဲ့တော့အားလုံးကိုလည်းကျွန်တော်ကြိုပြီးတော့မှတောင်းပါပါတယ်ကျွန်တော်ကျွန်တော် YouTube ရဲ့ဒီဗီဒီယိုလေးကမိတ်ဆွေတို့တက်တစုံတစလေးရောတည်သွားမယ်ဆိုရင်လည်းကျွန်တော်ဂျင်းနေပါတယ်ကျွန်တော်မောင်ဟဲမှာအိမ်မက်တွေတော့ကိုလိုက်နေတဲ့လူငယ်တယောက်ဖြစ်ပါတယ်အားလုံးပဲအမားပါသွားရင်လည်းဒီကနေပဲတောင်းပါပါတယ်ကျေးဇူးအများကြီးတင်ပါတယ် Do my dance with the increase. Huh, huh. Welcome to the big leagues. Huh. This the big leagues. Huh. This the big leagues. Huh. Need my jersey in the raft. Huh, you know when I leave it, ain't gonna be nobody, nobody after. after. If you scared, call your